အားလုံးပဲမင်္ဂလာပါယခုဖတ်ပြပေးမှာကတော့ဆရာကြီးအမအသိအချို့ရေးသားတဲ့တမ္ပုတ်တွေကတော့ကြီးနေကိုတွေ့ဖြစ်ရဆန်းဆိုတဲ့ဇလံကောင်းလေးတပုတ်ပဲဖြစ်ပါတယ်အားလုံးပဲနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာမောင်ထေးရမင်းပြောတာသေးစားရလားကွာရခွက်ကိုလန့်ယူရင်မောင်လင်းကမေးလိုက်သည်မောင်ထေးကရပလင်းကိုယူပြီးခံကွက်ထဲသို့အနေတော်ငုတ်တဲ့ရမှတိတ်သေးကြတာပေါ့ဗျာ ။ဘိုးကြီးကအသက်ရှူဆောင်တာကျွန်တော်မျက်စိနဲ့အတက်မြင်ခဲ့ရတာတောင်းရွှေ30သားလောက်ရှိမယ်။ဘီရိုတဲကယွန်းတက်တာထဲမှာထဲထတာကိုလင်းရဲ့မင်းဘလို့ပြတာလဲ။ကျွန်တော်ကအုံတီသွားဝယ်တာဗျ။မွေကျွေးအမ်းမှုရှာရင်းနဲ့တက်တာမှပွင့်တာထင်တယ်။ကျွန်တော်လက်မြင်လိုက်တာအလုံးလဲ့ဟုတ်လစားကြည့်ပဲ။မောင်းလင်းဘာမှမပြောခိတ္တစဉ်းစားနေအတူတော့ပဲစိန်မောင်းက ိုလင်းရဲ့မောင်ထေးပြောသလိုဆိုမဆိုးဘူးဒီလိုပဲနှွှဲလိုက်ကြရအောင်ဘာလဲမင်းဖဲကျွေးတွေပူနေပြီထင်တယ်စိန်မောင်မှာမှန်နေသဖြင့်ငိန်သွားသည်မောင်ထေးကလုံမယ်ဆိုရင်ဒီရက်ထက်မှာတိတ်ရှင်နေကောင်းတယ်ဖိုးကြီးရဲ့သမီးကတီဗီဖြစ်နေလို့စိတ်သာဘူးကြတာအိုမာတလလောက်နေမှာတဲ့အိမ်မှာဖိုးရှိတယောက်ထဲရဲ့ဟိုအခွင့်ကောင်းကိုပါ ပြပြလိုက်သည်မောင်လင်းကခေါင်းတဆက်ဆက်လုံးနေရမှာ အထွက်ဝင်ကို ကောင်းရလားဟု မေးသည်အဲ့ဒီအတွက်ဘာမှမစိုးရင်နဲ့ကျွန်တော်ကရွာကမင်းအလုံးစင်ပြေစေရမယ်ပြီးတော့အဖိုးကြီးကိုစီမီဖို့ဘာမှမခဲရင်ဘူးညဆိုရင်အဖိုးကြီးကကိုရိုနာမေးဘူးအိမ်နောက်ကအုံဆန်နဲ့မှလမ်းလျှောက်နေတာစက်တနာရီစက်နှစ်နာရီလောက်မှအဲ့ရဝင်လားဗျတော်တော်စင်ပြေတာပဲစိန်မောင်ကမှတ်ရှိချသည် ကောင်းမင်းလေးအာလက်နဲ့ရှာလိုက်ဦးမယ်ပြီးတော့ လှုပ်လှုပ်မဲ့ရက်ကိုပြစ်ကြပြုံးမယ်ရက်တော့ချိန်သိမ်မဆွဲနဲ့တော့မသိပါရဲမောင်ထေးရအဝိမတငယ်ခေါင်းချခြင်းစစ်တုံလေးပြီထိုချင်းတွင် သူတို့သည်ဥပါရေးဤအုံချင်ဤသို့ရောက်နေပြီဖြစ်၏မောင်လင်းလက်ထက်တွင်လောစနက်ရှောက်လုံးပြုကိုကင်ထားသည် စိန်မောင်လက်တွင်ဘိုင်းဘဲတနက်မောင်ထေးကငကြီးအောင်ဓာတ်တလက်နှင့်ဖြစ်၏တို့နှစ်ယောက်အဖိုးကြီးကိုညက်ပြီး အိမ်ပေါ်ခေါ်သွားမယ်မောင်သေးမင်းကအောက်ဆောင်တရီဝိယစီပစင်တော့စိတ်ချစမ်းမှာကိုလင့်ရာပစ္စည်းကရအောင်ယူခဲ့ဒီအတွက် မင်းဘာမှမပူနဲ့ပစ္စည်းရအောင်တောင်းတဲ့ဤတွေငါစီမှာအများကြီး ထို့နောက်စကားသံတိတ်သွားဤရှင်မြဒဝီဝီအော်နေကိုတော့သူတို့ဒီဘာကုန်မြမမှုနိုင်သူတို့တော့ယောက်စလုံးဤမျိုးလုံးများကကိုကြီးလမ်းလျှောက်နေရဟု မောင်သူပြောပြသည့်နေရာ၌သာအာယုံဆိုင်နေတကြီးကောင်းစွာချစ်တွန်သွားလိမ့်ပြီတို့ရသည်အဖိုးကြီးအရရောင်ကလုံးဝမလွေဘယ်မလဲမောင်ထေးရညာတိုင်းဖိုးကြီးလမ်းလျှောက်တယ်ဆိုစိန်မောင်ကစိတ်မစည်တမ်းဖြင့်မေးစီမောင်ထေးကအံ့ဩတမ်းဖြင့်ဆောက်တာတော့နေတိုင်းဆောက်တာပဲတနေ့မှမပြတ်ဘူးဒီနေ့မှဘလို့ဖြစ်တယ်လဲမသိပါဘူးကွာဒါဆိုအင်ကိုတစီလိုက်ရအောင်လား အဲ့ဒါလို့တော့မလုံလင်စိတ်မောင်းရဘုရားကမလွယ်ဘူးအင်မတန်လူကြီးတာကံကြောင့်မှုလိုက်ရင်တရားလုံးထွက်လာမှာမင်းကလည်းကွာဓမြတိုက်ပါတယ်ဆိုကမှအဲ့ဒါတွေကြောက်နေရသလားသနတ်နှစ်ဆစ်တောင်မဖောက်ရပါဘူးအလုံးရှင်ဘဝနဲ့တင်ပါတသားတဲ့ဖြစ်သွားစေရမယ်ဘောင်းသေးနဲ့စိတ်မောင်းအစီအစပြုံးစုံနေကြည့်ဖို့မောင်းလင်းမှာစိတ်မရှိတော့ခန်းကောင်းကလေးမှန်လိုက် မင်းတို့နှစ်ယောက်ကလည်းစကားများလိုက်တာကွာတိတ်တိတ်နေချစမ်းစကားသမ်းများတိတ်သွားတော့ဒီသူတို့စီဆွဲကောင်းကောင်းနဲ့စစ်ဆောင်သည်သို့သောဘာမှမထူးခြားလင်းကျွတ်တွင်သဖြင့်နောက်ဆုတ်ခဲနောက်ဆုတ်ပြန်ခဲ့ရတော့ဒီဤသို့ဖြင့်သူတို့စီတုံးချိန်တုံးခါတိတိသွားခဲ့တော့လေလုံးဝမအောင်မြင်ခဲ့ပေလက်ထောက်ချသောမောင်သေးပင်မယုံကြည်နိုင်လောက်အောင်အံ့ဩနေရသည် တောက်ကွာမနေ့ညကပဲအာဒီမှာလာဆောင်သေးတယ်အဖိုးကြီးလမ်းလျှောက်နေတာကိုမျက်စိနဲ့တက်မြင်ခဲ့သေးတယ်ခုဘလို့ဖြစ်လို့ဖတ်မလျှောက်တာလည်းမသိဘူးတို့ဓမြလာတိုက်တဲ့မေဆိုတော်ကများကျိုးသိနေရသလားအပြောရပါဘူးကွာဟုတဲ့တစ်ခေါက်ခေါက်နဲ့သာပြောနေတော့သည်စိန်မောင်ကလည်းဤသို့ထင်မြင်ချက်ပေး၍ငါတို့ဓမြလာတိုက်တဲ့ညတိုင်းဖိုးကြီးမျိုးကိုတွားနေသလားမှမသိတာ မဖြစ်နိုင်ဘူးအဖိုးကြီးမျိုးကိုတော့လေဆိုငါကြည့်မှာပေါ့ဒီတို့ဖြင့်မောင်လင်းနဲ့မောင်ခေတို့ဒီတနေ့၌မြောက်ကန်းရွာသို့ သွားဖြစ်ကြသည်လမ်းတွင်ဖိုးကြီးနှင့်ဆုံ၏မောင်ထေးကနှုတ်စေ၏ဘာကြီးဧကပြန်လာတာလေမြောက်ကန်းကကွယ်လူရှိလူတော့တာမဲစိန်သားမောင်ထေးမှတ်တယ်ဟုတ်ကဲ့ဘာကြီးဒေါ်မင်းဒေါ်မဲစိန်သားမောင်ထေးပါ အဖိုးကြီးဒီညောင်ပင်အောက်ချီ ်ဆဲတို့ဝင်လာရင်မင်းဘယ်သွားမှာလဲမြောက်ကိုင်းနေမှာပါကြီးပိုးကြီးဒီဆဲတွင်ထိုင်ရင်ချွေးဒီများကိုခေါင်းပေါင်းတစ်ဖက်ဖြင့်တုံနေမောင်ထေးကအပိုးကြီးရေကဲကိုကြည့်လျက်လွန်ခဲ့တဲ့တစ်ဖက်လောက်ကပါကြီးမြို့ကိုသွားသေးတယ်ထင်ပါမသွားပါဘူးဘာဖြစ်လို့လဲမောင်ထေးကကျွန်တော်ပါကြီးသေးတို့အုံချံဘက်ကိုရောက်သေးတယ်အဲ့ဒီညကပါကြီးအုံချံနဲ့မှာ မ်းလျှောက်နေတာမတွေ့ရလို့ရှိပါကွာအဲ့ဒီညကဘာကြီးအတော်ညစ်နေမှာအိမ်ပေါ်တက်တာကွဲ့ငါးကြီးပြန်နှစ်ရှစ်တိပေါ်မင်းကြီးမှလို့ဖြစ်မှာပါ ဖိုးကြီးစကားကြောင့်မောင်ထေရော မောင်လင်းပါအာဟာတင်းသွားစီတယောက်မျက်နှာတယောက်ကြည့်မိကြစီထို့နောက်မောင်လင်းကမောင်ထေအားစစ်မေးရန်မျက်စပစ်လိုက်မောင်ထေကလည်းအခင်ပါစွာဖြင့်သူတို့လာဆောင်သောရစ်တွေကို အပိုးကြီးရှိမရှိမင်းမြန်လာရေအပိုးကြီးလည်းရှိနေကြောင်းဘယ်မှမသွားကြောင်းအုံချန်၌လမ်းလျှောက်နေကြောင်းသာဖြစ်ရှိပါကွာဘာကြီးမှညာတိုင်းကံဘုတ်တွေသာရာတထောင်ပြည့်မှအိမ်ပေါ်တက်တာဒါဘာကြီးရဲ့နေစဉ်ဟုတ်ပဲဘာအန္တရာယ်မှလည်းမတွေ့ဘူးကွယ်စကားအဆုံးတွင်သူတို့နှစ်ယောက်မှမျိုးလုံးပြုတ်သွားရေကြောက်လဲကြောက်သွားရေသူတော်ကောင်းကိုပြန်မမိပြီဟုတ် နားလည်သွားကြသည်ထို့ကြောင့်မောင်လင်းကပင်ဥဆောင်၍ဘာကြီးကိုတော့ကျွန်တော်မသိပါဘူးဒါပေမဲ့ဘာကြီးကိုကျွန်တော်တို့တောင်းပန်ပါရစေကျွန်တော်တို့မိုက်ခဲ့မိပါတယ်ဘလူးများမိုက်ခဲ့မိတာလဲကွယ်တငယ်ရဲ့ဟိုအန်ဟောဆိုတာမေးလိုက်ဒီလိုပါဘာကြီးကျွန်တော်ပြောတဲ့စကားကိုတော်စကားတော့ပြောက်တောင်းစကားတောင်းပြောက်ဆိုလိုဒီမှာပဲမိထလိုက်စေချင်ပါတယ် ဘသူမှလည်းဒိုင်းလာဒေါ်လာမလို့ဘူးကျွန်တော်အလင်းနဲ့အတမှန်ပါရဲ့စိတ်ချပါတဲ့ငယ်ဘာကြီးမှရန်သူဆိုတာဘသူမှမရှိသေးရဘူးမေတ္တာပဲပွားစေတကွယ်ခေါရီကမောင်ထည့်တည်တာပဲတရွာသေးသားပဲထို့သောဘာကြီးကပြုံးရရင်ပြောလိုက်မောင်လင်းနဲ့မောင်ထည့်သည်ဘာကြီးအေးရှေဆောင်ကိုခိုက်ပြီးကြော့ရီထို့နောက်ဘာကြီးကိုဓမြတိုက်ဖို့ ျန်စီခေကြောင်းသုံးညတိုင်းတိုင်းအုံတော်ထဲ၌လာဆောင်လာဆောင်ကြောင်းဘာကြီးအားတယောက်တယောက်မြမမြင်မတွေ့ခဲ့ကြောင်းကိုဖွင့်ရဝန်ခံလိုက်၏ဘာကြီးအားကလည်းသူစကားကိုကြားသိလိုက်ရတော့လေတရှိပြောင်းမပြစ်ဖဲမေတ္တာဖြင့်ဆုံးမစကားပြောပြီးနောက်လိုရာခိဘုနှုတ်ဆက်ခါထွက်ခွာသွားလေတော့သည်ဤတွင်ဇလန်းလေးကတော့ပြီးဆုံးပါပြီအားလုံးပဲကျမ်းမာချမ်းသာကြပါစေ